အပြင်ဘက်ရုပ်ပိုင်းဆိုင်ရာအာယုံခံစားလို့ရပြီးတော့အာယုံက AI တွေခွင့်ပြုတာနဲ့ဒီ screen ကနေရတယ်ဟာမတူပါဘူးဒါသုံးနာများနေလေကလေးကကလေးရဲ့စိတ်အာယုံကဆိုင် AI ဆိုင်ဖွင့်ပြုမှုတွေကကျဆုံးသွားနိုင်တယ်အဲ့တော့တချို့ကပြောကြတယ်အကြမ်းဖက်ချတဲ့စိတ်ကိုဒီလိုငိတ်ကစားလိုက်ချပြီးရော့သွားတယ်လို့ပြောကြတာရှိတယ်နော်မဟုတ်တယ်ဘူး ညော့သွားတာထက်ညော့သွားတာထက်အဲ့အကြက်ဖက်စိတ်ကိုတပြေးဝင်အဲ့ပါအချိန်နဲ့ပို့သုံးကြရပြဲအကြက်ဖက်တာဖြစ်လို့ပို့များလာအဲ့ဒါပို့ပြီးတော့ဆရာအပြုတ်တော့ဘောတဲ့အဖြတ်တော့စဉ်းစားကြည့်ရင်အကျိုးမဲ့တာပို့များတယ် ချိုချော်ထားလို့ကလေးလူကြီးများအတွက်ဆိုကိုကိုပဲနော်အနာမှာတော့ကလေးတွေရဲ့ intellectual development ပေါ့ဉာဏ်ရည်ဉာဏ်သိဖွံ့ဖြိုးမှုအာယုံ sensing motor development เนาะအာယုံခံနဲ့လှုပ်ရှားမှုဆိုင်အင်္ဂါရတည်းရဲ့ကြီးထွားဖွံ့ဖြိုးမှုအဲ့တော့ကလေးတယောက်ကရုပ်ပိုင်းရောစိတ်ပိုင်းရောဖွံ့ဖြိုးမှုလာတောက်လျှောက်ဖြစ်နေတာအဲ့တော့ကိုပေးလိုက်တဲ့ ဒါကိစ္စတကွာကလေးတွေကိုတုံးဆွခိုက်တဲ့ချေဟာရုပ်ပိုင်းရောစိတ်ပိုင်းဆိုင်ရာတုတ်တက်ဖွံ့ဖြိုးမှုအတွက်အကျိုးရှိစေတာဆိုတာစဉ်းစားဖို့တက်အဲ့တော့ကလေးတွေနေပြီးတော့လို့ဆိုပြီးတော့တယ်လီဖုန်းတွေပေးကြတဲ့ခါကျတော့နံပါတ်1အခြေကြီးဆိုတာကလေးတယောက်တည်းအမေရဲ့နှွေးထွေးမှုနဲ့အချိန်များများတော့မှာမဟုတ်လား အရေးကြီးဆိုတာကလေးဘွားဖွံ့ဖြိုးပါမှာ mother love လေမိခင်ရဲ့နှွေးထွေးစွာဆက်ဆံမှုဟာစုဝင်စိတ်နဲ့ anxiety ကိုလျှော့ပါပြီးတော့ security feeling ရစေတယ်။ဒါစိတ်လုံးကြီးမှုပိုင်ဆိုင်ရ။အဲဒီလိုအပေးရမယ့်အချိန်ကိုမပေးဘဲနဲ့ screen တိုင်းမှာအချိန်တွေတုံးတော့အမေနဲ့နှွေးထွေးမှအချိန်ရောမသွားဘူးလား။ဒီဘအချိန်ကတော့တော့ဟုတ်လား။ဘုရားပြောတယ်လေနေပြီးရောဆိုရစရာ အမေကခလေးအတွက်အချိန်မပေးချင်ဘူးပေါ့ခလေးရဲ့အတွက်ပေးရမယ့်အချိန်ကို screen တိုင်းမှာသွားတုံးလိုက်တာပေါ့ဟုတ်ပလားအတခြားစကားနောက်ထပ် screen မှာเนี่ยမှာထိတွေ့တာเนี่ย ice cream မှာပေါ်တိုင်းလောတော့တဲ့ရုပ်ပုံကကာချတဲ့ပကြီးကာချတဲ့အမျိုးပေါ်မှာကစားစာမျိုးပေါ်မှာအဲ့ screen မှာပေါ်လာတဲ့အားလုံးဒီခလေးရဲ့စိတ်ပိုင်းဆိုင်အာယုစိတ်အာယုပိုင်းဆိုင်ရာเนาะအင်းရေရဖွံ့မျိုးမှုအတွက် အချိုးပြူလာတဲ့အချိုးရောက်တာပုံများတယ်နောက်တစ်ချက်ကအဲ့ screen တိုင်းမှာများတော့သူ့ဒီအဲ့ screen တိုင်းမှာတောက်တာကြောင့်ပါ motor development တွေခန္ဓာကိုယ်လှုပ်ရှားမှုသူမလုပ်ဘူးပေါ့လားဟုတ်လားကစားစားအယုတ်ကလေးနဲ့ကစားတာတော့ဘလုံးကလေးလှိမ့်ပြီးကစားတာဆိုဘာလို့လဲခန္ဓာကိုယ်လှုပ်ရှားမှုလုပ်တယ်ပေါ့လားအဲ့တော့အဲ့လို screen တိုင်းနဲ့အများကြီးတောက်လိုက်ခြင်းဟာကြံတဲ့အခြေအနေမှာရုပ်လျှော့ပါဘောင်ကျင်းသွားတယ်ဒါပြပချက်နောက်ချက် ကလေးဆိုဂိမ်းတယ်မှာအကျမ်းဖက်တတ်ခရာအဲ့ဒါဒီဟာဘူရင်အားဖြင့်လူတွေမှာဒီကုသဆာဆာမွေးတဲ့ဗီဇစိတ်မှာဟောတကွပါပြီလားအကျမ်းဖက်ခြင်းနဲ့စိတ်တယ်အပြုသဘောစိတ်အကျိုးပြုစိတ်တတ်အဲ့တော့အဲ့ဒီလိုစိတ်တတ်တခုမှာတစ်ဖက်က behavior မှာ anti social behavior နဲ့ pro social behavior နှစ်ခုရှိတယ်နော် အဲ့တော့ကိုရကစားကစားရခါကစားရကစားနေရ pro social behavior ဆိုတာအပြုသဘောအကျိုးတရားမှုရှိတယ်ပတ်ဝန်းကျင်ကိုစာနာတယ်ပတ်ဝန်းကျင်ကိုအကူအညီတယ်လူမှုပတ်ဝန်းကျင်ကိုအကျိုးပြုတတ်တဲ့စိတ်ထားမျိုး အပြုသဘော behavior အဲ့လိုမျိုးအားပေးတယ်နော်ကစားနည်းမျိုးတွေမဟုတ်ပဲတယ်အကျန်းဖက်တဲ့ကစားလေးဆိုပါအဖြတ်သဘော aggressive ဖြစ်တယ် အဲ့အချက်ပဲအကစားကြီးများလာလေလေသူက aggressive impulse တွေကိုထိမ့်သိမ့်ဖို့လာပို့ပြီးတော့ဖွင့်ပြလာပို့ကြည့်သွားတာပဲပဝန်းကျင်မှာလည်းခုနဆရာပြမိမိရဲ့ချမ်းဖက်မှုတွေစိတ်ကိုပေါ်ပြပြီးပေါ်ပြခွေရှိရမှာဟုတ်တယ်နော်ခရစ်ကြောင့်ဘယ်လိုမနစ်တိုင်သူထငိုမှာပေါ့သူကငိုတာသူ့ရဲ့မကျင်တတ်မှုဒါ aggressive တဲ့မျိုးပဲလေဟုတ်လားချွေဆောက်ရင်ဆောက်မှာပေါ့ရတယ်လေအဲ့ဒါကိုရိုက်ရှာမလို့ဦးလေဆရာပြောတာ နော်ဒါခွပြစားတာပဲဒါသူကသူသူရဲ့ဘာဝအရာပါပြီးသား aggressive လို့အလိုပဲဖြစ်ဖြစ်အကြမ်းဖက်မှာဆိုသူကလည်းကြည့်ခန္ဓာကိုယ်ကပါလာပြီးသားအဲ့ဒါကိုဆရာက repress ဆိုတာတိတ်ပဲလုပ်ပဲနဲ့သူကလို့တော့အကြမ်းဖက်ချင်တာမကြည်တတ်တာကိုဖော်ဖော်ပြပြပေးထားဟုတ်လားဒါပေမဲ့ဆရာဆက်ဆက်ဆိုင်တဲ့ရေကြဲမှုကပုံသွင်းတာကတော့အသက်ကြီးပါလားဖြည်းဖြည်းချင်းနော်ခလေးလက်ခံတာနဲ့အတိုက်တာလည်းပုံသွင်းသွားတာရှိတယ်ဒါပေမဲ့ဆရာပြောချင်တာကတော့ ဒီလိုအချမ်းဖက်တဲ့ဟာတွေများခြင်းအဖြစ်နောက်ပိုင်းမှာတဖြည်းဖြည်းဆွဲလာပြီးအခုပေါ်လာပြီလေဟိုရိုးရိုးတန်းနာအချမ်းဖက်တာမဟုတ်ရေးရဆက်ဆက်ကိုအချမ်းဖက်ဘယ်ကလာလဲ invitation လေအတုခိုးတာအတုခိုးတာအဲ့မအချမ်းဖက်တဲ့စိတ်ကိုပေါ်ပြဖို့အချမ်းပေါ်ပြဖို့ပေါ်ပြနီးမှာလဲပဲရင်းသာသာမဟုတ်တော့ဘဲနဲ့ရေးဆက်ဆက်ပြင်းပြထန်ထန်ကိုအချမ်းဖက်ဆယ်တဲ့ဟာတွေကလူငယ်တွေမှာပုံများလာတယ် ဒါငူတာကစားအပြင်းမရှိတဲ့ပေါင်လို့ရှင်လဲဂိမ်းတယ်ဒီရဲ့ post score တာကအရွယ်မရောက်သေးပဲနဲ့ sex နဲ့ပတ်သက်တဲ့ကစားတာပေါ်လာတယ်ဒါမှမဟုတ်ခလေးတွေရဲ့အဆက်နဲ့မတန်တဲ့နော်စိတ်လိမ့်ဆိုင်ရာပြဿနာတွေနဲ့ပေါ်လာတာဒါလည်းအမြဲတမ်းကြောက်ရတာဒါမှမဟုတ်ကိုသားသမီးတွေကမိဘတွေကမိသားကိုမတော့ရဘူးလို့ဆရာမပြောဘူးအချိုးရှိအောင်ဘယ်လိုကြီးကြပ်လဲ ဘယ်တွေမှာဘယ်ဟာမျိုးကြည့်တယ်ဂိမ်းမှာအကျိုးရှိတဲ့ဂိမ်းတွေရှိတယ်နော်ပညာပေးတဲ့ဂိမ်းတွေကလေးအသိညာဖွံ့ဖြိုးစေတဲ့ဂိမ်းတွေကလေးတွေရဲ့ဟိုကုလကိုချင်းတရားနဲ့ပတ်သက်လို့ဖြစ်ဖြစ်နေတိနဲ့ပတ်သက်ဖြစ်လို့ဖြစ်ဖြစ်နော်အားပေးမယ်ဟာတွေရှိဘယ်လိုဂိမ်းအမျိုးအစားကိုစော့ပေးတင်တယ်ဆိုတာကိုလမ်းညွှန်မှုတွေရမိပါပါတောင်းရှိတယ်ကစားညာကစားပြီဆိုပြီးတော့လွတ်ထားတာမျိုးကတော့အမှန်တရားအခဲကြီးတယ်အဲ့ဒါကိုဆက်ပြောချင်တယ်